ာမင်းမီလေးတို့အားလုံးပဲမင်္ဂလာပါရှင်။စတိုရီဘောင်းမှာကြိုဆိုလိုက်ပါရနော်။ဒီနေ့မှာတော့တီတီစုကသတမမီလေးတို့အတွက်ပထမဦးဆုံးရေတွင် ဆိုတဲ့ပုံမြင်လေးကိုပြောပြပေးသွားမှာဖြစ်ပါရဲ့ရှင်။တခါတုန်းကတိုင်းပြည်တစ်ပြည်မှာဘယင်ကြီးတစ်ပါးအုပ်ချုပ်ပါလေ။အဲ့ဒီတိုင်းပြည်ဟာအမြဲတမ်းရာသီဥတုကောင်းပြီးဆန်ရည်စပါးကလည်းပေါ်များပါလေ။မိုးရာသီမှာမိုးရွာပြီး နှွေရာသီရောက်တဲ့အချိန်မှာလေနိုင်ငံထဲမှာရှိတဲ့ရေကန်ကြီးဟာတိုင်းသူပြည်သားတွေအတွက်ရေကိုလုံလောက်အောင်ဖြည့်ဆည်းပေးနိုင်တဲ့ဒါကြောင့်လေပြည်သူတွေဟာမိုးကောင်ရေရှားတဲ့တံကိုဘယ်တော့မှမခံခဲ့ကြရပါဘူးတစ်နှစ်မှာတော့မိုးရာသီမှာမိုးကမရွာပဲဖြစ်နေတာကြောင့်လေယာဆိုင်ခင်းတွေအတွက်ရေကန်ကြီးတွေကရေကို အသုံးပြုကြရပြီး နွေရာသီရောက်တဲ့အချိန်မှာတော့ထူးထူးခြားခြားအပူလွန်ခဲ့မှုကြောင့်ကန်သေးကရေတွေဟာ လုံးဝခန်းချောက်သွားခဲ့ပါတယ်။ထို့အကြောင်းကြောင့်ပြည်သူတွေဟာရေရှားပါပြက်လက်တဲ့ထံကို မခံနိုင်ကြတော့ပဲလူစုလူဝေးကြီးနဲ့ဗရင်နန်းတော်ကို ရောက်လာခဲ့ကြပါတယ်။အရှင်မင်းကြီးကျွန်တော်တို့မှာရေရှားပါပြက်လက်တဲ့ထံကို ခံစားနေရပါပြီ။အရှင်မင်းကြီးအနေနဲ့ ကျွန်တော်မျိုးတို့ရဲ့ဒုက္ခကိုလက်ပိုက်ကြည့်မနေသင့်ပါဘူးဒီပြဿနာကိုဖြေရှင်းဖို့အတွက်တစ်ခွခုတော့လုပ်ပေးပါဖျားလို့ပြည်သူတွေက အော်ဟစ်တောင်းဆိုကြပါတယ်ဘယင်ကြီးဟာမင်းကျင်တရား၁၀ပါးနဲ့ပြည့်စုံတဲ့ဘယင်တစ်ပါးဖြစ်ပါတယ်သူကပြည်သူတွေရဲ့ဒုက္ခကို ကြည့်မနေနိုင်ပါဘူးဒါကြောင့်လေရေရှားပါပြက်လက်တဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက်သူအားကိုးရတဲ့ ညာရှိအမတ်ကြီးလေးယောက်နဲ့တိုင်ပင်မာတော့တယ်။အမတ်ကြီးတွေက ရှင်မင်းကြီးကျွန်တော်မျိုးတို့အနေနဲ့ဘာမှစွမ်းဆောင်နိုင်ခြင်းမရှိပါဘူး။ဒါကြောင့်ကျွန်တော်မျိုးတို့လေးယောက်ကအရက်လေးမျက်နာကဒေတာတွေကို သွားပြီးအဲ့ဒီမှာရှိတဲ့ပညာရှိတွေတဲကအကူအညီအကြံဉာဏ်တောင်းခံကြမယ်ဆိုရင် အကျိုးတစုံတရာရလိမ့်မယ်လို့ထင်ပါတယ်။အရှင်မင်းကြီးတဘောကရောဘလို့ရှိပါသလဲဖျားလို့ ရှောက်တင်ကြတဲ့အခါဘယင်ကြီးကဒါကောင်းတဲ့အကြံပဲအဲ့တော့အမတ်ကြီးတို့လေးယောက်ကလိုအပ်တဲ့စစ်တီဘူပါလက်နက်ရိတ်ခါအပြည့်စုံနဲ့အရက်လေးမျက်နာကို အုပ်စုလေးစုခွဲပြီးသွားပါအဲ့ဒီဒေသတွေမှာရှိတဲ့ပညာရှိတွေထံကနေအကြံဉာဏ်တွေယူလာခဲ့ကြပါလို့မိန့်တော်မူလိုက်ပါတယ်ဒါနဲ့ပဲပညာရှိအမတ်ကြီးလေးယောက်ကဘယင်းရဲ့အမိန့်တော်အတိုင်း စစ်တီဘိုးပါရီနဲ့အရှိအနောက်တောင်မြောက်စတဲ့အရက်လေးမျက်နာစီကို ခရီးထွက်လာခဲ့ကြပါတယ်။အချိန်အတော်ကြာတဲ့အခါအရှိအရက်စီကိုထွက်ခွာသွားတဲ့ပညာရှိအမတ်ကြီးဟာလက်ပနာနဲ့ပြန်လာခဲ့ပါတယ်။ဘယင်ကအမတ်ကြီးကိုမတ်ကြီးအရှိအရက်ကပညာရှိတွေနဲ့တွေ့ခဲ့ရဲ့လား။ဘာကြောင့်လက်ပလာနဲ့ပြန်လာခဲ့ရတာလဲလို့မေးလိုက်တဲ့အခါပညာရှိအမတ်ကြီးက အရှိအယက်မှာရှိတဲ့ပညာရှိကသူတို့အယက်မှာမိုးခေါင်ရေရှားတဲ့အခါမိုးရွာအောင်လို့ဆိုပြီးနှွန်ဆွဲပွဲတွေလုပ်ကြလေးရှိပါတယ်လို့အကြံပေးခဲ့ပါတယ်ဗျာ။ဒါကြောင့်ကျွန်တော်မျိုးတို့လည်းသူတို့ပေးတဲ့အကြံတိုင်းနှွန်ဆွဲပွဲတွေလုပ်ရင်မိုးရွာမယ်လို့ထင်မြင်မိပါတယ်လို့ရှောက်တင်လိုက်တဲ့အခါဘယင်ကြီးကဒါဆိုလေအမတ်ကြီးပြောတဲ့အတိုင်းနှွန်ဆွဲပွဲတွေလုပ်ရအောင်လေလို့မိန့်တော်မူလိုက်ပါတယ်။ ီလိုနဲ့တိုင်းသူပြည်သားတွေဟာဘယင်ကြီးမိန်တော်မူတဲ့အတိုင်းနေရအနှံ့မှာလွန်ဆွဲပွဲတွေလုပ်ခဲ့ကြပါဗျ။ဒါပေမဲ့ထူးခြားမလာခဲ့ပါဘူး။နေကပူပြင်းနေစေဖြစ်ပြီးရေကန်ကြီးထဲမှာလည်းရေတွေကခန်းချောက်နေစေပါပဲ။အဲဒီနောက်မှာအနောက်ရက်ကို ထွက်ခွာသွားတဲ့ပညာရှိအမတ်ကြီးပြန်လဲရောက်ရှိလာခဲ့ပါဗျ။သူလည်းပဲလက်ဗလာနဲ့ပြန်လာတာပါ။ ဒါနဲ့ပဲဘယင်ကြီးကအမတ်ကြီးလဲလက်ဖလာနဲ့ပြန်လာခဲ့တာပဲလားအနောက်ရက်မှာပညာရှိတွေမရှိလို့လားလို့မေးမြန်းတော်မူတဲ့အခါအမတ်ကြီးကမဟုတ်ပါဘူးရှင်မင်းကြီးအနောက်ရက်မှာပညာရှိတွေ များစွာရှိပါတယ်သူတို့ကမိုးခေါင်ပြီးရေရှားပါပြက်လက်မှုနဲ့ကြုံတွေ့ရတဲ့အခါတွေမှာကောင်းကင်က မိုးနှမင်းကြီးကိုကျွဲနွားစိတ်တို့နဲ့ရစ်ပူစော်ကြတယ်လို့အကြံပေးခဲ့ပါတယ်ဗျာ။ ဒါကြောင့်လေကျွန်တော်မျိုးဟာသူတို့ပေးတဲ့အကြံတိုင်းလှုပ်ဆောင်ကြည့်ရင် ကောင်းမှာပဲလို့တွေးပြီးပြန်လာခဲ့တာပါလို့ရှောက်တင်လိုက်တဲ့အခါဘယင်ကြီးကအင်းအမတ်ကြီးပေးတဲ့အကြံကမဆိုးပါဘူးငါတို့စမ်းကြည့်ရအောင်လို့မိန့်တော်မူလိုက်ပါတယ်ဒီလိုနဲ့ဘယင်ကြီးဟာကျဲနွားစိတ်တို့ကိုတတ်ဖြတ်ပြီးမိုးနှမင်းကြီးကိုရစ်ပူစော်ခဲ့ပါတယ်ဒါပေမဲ့ဘာမှထူးခြားလာခြင်း မရှိခဲ့ပါဘူး နေရပူပြင်းနေဆဲဖြစ်ပြီးရေကန်ကြီးထဲမှာလည်းရေတွေကခန်းချောင်နေဆဲပါပဲ။အဲဒီနောက်မှာတောင်ရက်ကိုထွက်ခွာသွားတဲ့ပညာရှိအမတ်လည်းပြန်ရောက်လာခဲ့ပါတယ်။သူလည်းပဲလက်ပလာနေပါ။ဘယင်ကြီးကအမတ်ကြီးကိုမြင်တာနဲ့အမတ်ကြီးလက်ပလာနဲ့ပြန်လာလို့အကြံဉာဏ်တစ်ခုခုတော့ရခဲ့တယ်နဲ့တူပါတယ်။ရှောက်တင်စမ်းမအောင်လို့မိန့်တော်မူတဲ့အခါပညာရှိအမတ်ကြီးက အရှင်မင်းကြီးဖျာတောင်ရက်မှာရှိတဲ့ပညာရှိတွေက ရေရဖို့ဆိုရင်လာပြေးနေတကောင်ရံချိန်မှာကောင်းကင်ကလက်နက်သမီးတွေကိုပြားရင်နဲ့ပူဇော်ရမယ်လို့အကြံပေးခဲ့ပါတယ်လို့ရှောက်တင်လိုက်ပါတယ်။ဒါနဲ့ပဲဘယင်ကြီးလည်းပညာရှိအမတ်ကြီးပြောတဲ့အတိုင်းလာပြေးညတကောင်ရံချိန်မှာလက်နက်သမီးကို ပြားရင်နဲ့ပူဇော်တဲ့ပွဲတွေကို နိုင်ငံအနှံ့ကျင်းပစေခဲ့ပါတယ်။ ါပေမဲ့လည်းဘာမှထူးထူးခြားခြားပြောင်းလဲမလာခဲ့ပါဘူး။နေက ပူပြင်းနေစေဖြစ်ပြီးရေကန်ကြီးထဲမှာလည်းရေတွေကခန်းချောင်နေစေပါပဲ။ဘယင်ကြီးဟာလွန်စွာစိတ်ပြတ်သွားခဲ့ပါတယ်။တိုင်းတူပြည်သားတချို့ကလည်းရေငှက်ရှာပါငတ်မှုတံကိုမခံနိုင်ကြတာကြောင့်ယောဂဗျာတွေဝင်ပြီးတည်ဆုံးကုန်ကြပါတယ်။ထိုချိန်မှာပဲမြောက်ရက်ကိုထွက်ခွာသွားတယ် ညာရှိအမတ်ကြီးပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ဘယင်ကြီးဟာမျော်လင့်ချက်ကြီးစွာနဲ့အမတ်ကြီးကိုကြည်လိုက်တဲ့အခါသူကလည်းလက်ပလာနေပါပဲ။စိတ်ပြက်လက်ပြက်ဖြစ်နေတဲ့ဘယင်ကြီးက"ကဲအမတ်ကြီးလည်းလက်ပလာနဲ့ပြန်လာပြီးအကျိုးမရှိတဲ့အကြံဉာဏ်တွေကိုပဲပေးအောင်မှာပဲလား"မိန်တော်မူလိုက်တဲ့အခါပညာရှိအမတ်ကြီးက"မှန်လားပါအရှင်မင်းကြီး"ကျွန်တော်မျိုးရောက်ရှိခဲ့တဲ့အရက်တွေသာဟာ မိုးခေါင်ရေရှားတဲ့ရာသီကာလတွေကိုမကြကနကြုံတွေ့ခဲ့ရပေမဲ့မိသည့်အခါကမှရေငတ်ပြတ်မှုနဲ့မကြုံတွေ့ခဲ့ရဘူးပါဘူးခင်ဗျာအဲ့ဒီမှာရှိတဲ့ပညာရှိတွေကရေခံရဲ့အနီးနားကမြေကြီးကိုအနည်းဆုံးအတောင်၂၀ကျော်တူးပါတယ်ထူးခြားတာတွေ့ရလိမ့်မယ်လို့အကြံဉာဏ်ပေးခဲ့ပါတယ်ဒါကြောင့်ကျွန်တော်မျိုးလဲသူတို့ပေးတဲ့အကြံဉာဏ်တိုင်း လုံးကြည့်မယ်လို့ဆုံးဖြတ်ပြီးပြန်လာခဲ့တာပါလို့ရှောက်တင်လိုက်ပါတယ်။အဲ့ဒီအခါဘယင်ကြီးကအင်းအမတ်ကြီးပြတဲ့အကြံတိုင်းလိုက်လို့ရမှာတော့ယုံကြည်ချက်မရှိတော့ပါဘူး။ဒါကြောင့်မောင်မင်းကိုယ်တိုင်ဦးစီးပြီးမြေကြီးကိုတူးကြည့်လေ။တခုခုထူးကြတယ်ဆိုမှငါကိုတော်ရဲ့နန်းတော်ကိုလာပြီးအကြောင်းပြန်ပါလို့မိန့်တော်မူလိုက်ပါတယ်။အမတ်ကြီးလည်းသူကိုယ်တိုင်တွင်းထူးသမားတို့ချို့ကိုဦးစီးပြီး အတောင်20အနက်ရှိတဲ့မြေချင်းကို တူးပါတော့တယ်။မကြခင်မှာပဲအတောင်20အနက်ထိရောက်လာခဲ့ပါတယ်။ဒါပေမဲ့ဘာမှထူးခြားမှုကိုမတွေ့ရတာကြောင့်အမတ်ကြီးဟာစိတ်ပြက်လက်ပြက်နဲ့ညနေနေဝင်သွားတဲ့အထိကျင်းနာမှာခြေပြက်လက်ပြက်ထိုင်နေပါတော့တယ်။အဲ့ဒီနောက်တော့အမတ်ကြီးဟာပင်မန်းပြီး အိပ်ပျော်သွားခဲ့ပါတယ်။ မနက်မိုးလင်းလူလူအချိန်မှာတော့သူ့အနားမှာဘုံဘွမ်းစတဲ့အတန်တွေကြောင့်အိပ်ပျော်နေရကနေလန်နိုးလာခဲ့ပါတယ်။သူကပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါမနက်ဝေလီဝေလင်းမှာတူးထားတဲ့ကျင်းတွေကနေရေတွေက အပြင်ကိုရှန်ထွက်လာတာကို တွေ့လိုက်ရပါတယ်။ရေတချို့ကသူ့ကိုယ်ကိုယ်တောင်လာထိလို့စိုးနေခဲ့ပါပြီ။အမတ်ကြီးဟာဝမ်းသာအားရနဲ့ ဘယင်နန်းတော်စီကိုပြေးသွားပါတော့တယ်။မကြခင်မှာပဲဘယင်ကြီးနဲ့တိုင်းသူပြည်သားတွေဟာကျင်းတဲ့ကနေရေရတဲ့အကြောင်းကိုသိလာခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ရေတွင်းတွေဟာတိုင်းပြည်အနှံ့ဒတွင်းမီဒတွင်းပေါ်ပေါက်လာခဲ့ပါတော့တယ်။ပြည်သူပြည်သားတွေလည်းဘရောမှာ ရေရှားပပြက်လက်မှုနဲ့မကြုံတွေ့ရတော့ပါဘူး။ကလေးတို့ရေပုံမြင်သေးကတော့ဒါပါပဲကွယ်။ ဒီပုံမြင်ကကလေးတို့ကိုဘာသင်ကန်းစာပေးသလဲဆိုတော့ကိုအားကိုကိုပြီးလက်တွေ့ကြတာကိုလှုပ်တဲ့နေဆိုတဲ့သင်ကန်းစာပါပဲဒီပုံမြင်မှာမြောက်ဖက်အရက်ကိုသွားတဲ့အမတ်ဟာလက်တွေ့ကြတဲ့အကြံဉာဏ်ကိုယူလာခဲ့ပြီးယုံကြည်ချက်ရှိရှိနဲ့ကြိုးစားခဲ့တာကြောင့်နောက်ဆုံးမှာရလက်ကောင်းကိုရခဲ့တာပါပဲဒါကြောင့်ကလေးတို့လည်းလက်တွေ့မကြမမြင်ရတဲ့အရာတွေပေါ်မမီခိုပဲ ိမိမှရှိတဲ့ခွန်အားကို သုံးပြီးလက်တွေ့ကျကျအလုံးလုံးကြမယ်ဆိုရင်တစ်ချိန်ချိန်မှာအောင်မြင်မှုပန်းနိုင်ကိုရနိုင်မယ်လို့တိုက်တွန်းလိုက်ပြရစီနော်။နောက်နေ့တွေမှာလည်းတတမိမိလေးတို့အတွက်ပုံမြင်လေးတွေအမြဲတင်ပေးသွားမှာမို့တီတီစုရဲ့ Storybook for Baby TikTok Channel လေးကို follow လုပ်ပြီး YouTube Channel ကထောင်းလောင်းလေးနဲ့နှိပ်ထားပေးကြပါဦးနော်။